ကောင်းဆုံးထိတ်မှန်နာမဲကျော်အရင်လောင်းလဖက်ပါရင်တော့ရှင်ငါနှွေးပြိုင်မင်္ဂလာပွဲတိုင်းအလှူတန်းများရဲ့ချက်သေးဆောင်တော့အရင်လောင်းလဖက်ဟာနာမဲကျော်ပွဲတိုင်းချင်ပေါ်ဒါမန္တလေးဟာအတော်တယောက်ရဲ့သမီးရဖွင့်တာပေါ့နော်ကိုကြီးဝရန်နဲ့ကကြတော့ဟိုဘက်အမျိုးနဲ့တော်တာသူလည်းနဲ့အမျိုးတော်တယ်အခုဒီဆိုင်ခွင့်နဲ့အန်တီရဲ့အတော်ရဲ့ဟိုဘက်ကအမျိုး ကျွန်မအတော်ရဲ့ယောက်ျားဘက်ကအမျိုးအဲ့လိုမျိုးပေါ့ဆန်တိတ်ကိုချိုးပြီးတော့ကျွန်တော်တို့အကြီးသားဆိုလို့ရှိရင်အခု generation အဆက်ဆက်ပေါ့နော်အခုဆိုလို့ရှိရင် sixth generation ကြီးကိုကျွန်တော်တို့ဒီအကြီးသားကရပ်တည်နိုင်ခဲ့ပါပြီလန်းကန်လန်းပေါ့နော်ဒီရဲ့ဒီလည်းနေတဲ့အင်းစိန်နဲ့ဒီရဲ့ပြည်လန်းကြားထဲမှာရှိတဲ့ဒီကန်လန်းပေါ်မှာရှိပါတယ်လို့နော်3 2 1ကိုအကြိုက်ပေါ့နော်ဒီလိုဟာတွေကလေမန္တလေးသွားမှစားရတာအရင်တော့ဆိုလို့ရှိရင်ဒီလိုအတုပ်လေးတွေကအဲအခုဆိုလို့ရှိရင်ရန်ကုန်မှာလွယ်လွယ်ကူစားလို့ရပြီဆိုတော့ဒါပေမဲ့ဆိုဒီနားကဖြတ်တိုင်းခဏခဏဝင်စားဒီနား မန္တလေးကဟိုအတော်တယောက်ရဲ့သမီးရဖွင့်တာပေါ့နော်ဟိုအတော်ဆိုတာတဝင်းခွဲအတော်ပေါ့နော်သူတို့တွေကရန်ကုန်မှာအရင်တော့အတော်တယောက်ဖွင့်တယ်အခုဒါနောက်တယောက်အမျိုးတွေအမျိုးတွေအကြီးတောင်းနဲ့ကအကြီးတောင်းကတော့ကြွကြွနဲ့ရန်နာအဖွားနဲ့ကအော်ရန်နာအဖိုးနဲ့ကမောင်နှမအရင်အမေဘက်ကအဖိုးပေါ့နော်မောင်နှမနှစ်ယောက်ပဲရှိရဒါပေမဲ့အဖိုးကတော့ဒီအကြီးတောင်းလုပ်ငန်းကိုမလုပ်ဘူးအဲတော့ကြွကြွရတော့ဆက်လုပ်တယ်ပေါ့နော်အခုဖွင့်တာကတော့ကြွကြွရဲ့မြီးပေါ့ဟုတ်ကာဇင်နေပေါ့ တောက်မာတဲ့ဒီကမျိုးမျိုးရဲ့ဟိုဟာတုံကန်းကို business ကိုသူတို့တခြား business ရှိပေမဲ့ဒါကိုပဲဆက်လုပ်တယ်ဆိုတာလည်းကောင်းပါတယ်။ရန်ကုန်1830ခုနှစ်မှာလမ်းတွင်အမှုတန်းစင်ဝမင်းတို့ဇနီးမောင်နှံအားမတောင်းလို့ခေါ်တဲ့တမိငယ်တဦးကိုဝေးဖွားဆက်ဆင်ခဲ့ပါလေ1850ခုနှစ်မတောင်းအသက်20မှာအကျော်ကိုယ်တိုင်ကျော် နှမ်းကိုကိုယ်တိုင်တောင်းလက်ဖက်ကိုကိုယ်တိုင်နေပြီးတော့လက်ဖက်နဲ့အကြော်တို့တွေကိုစတင်ပြီးတော့ရောင်းချခဲ့တာဖြစ်ပါတယ်။အဒီနောက်မှာမကြောင်ရဲ့လက်ဖက်ကလူချိုက်ညာလာပြီးတော့တန်းစီစောင့်ဆောင်ဝယ်ယူရတဲ့အချိန်ကိုအောင်မြင်ကြော်ကြားပြီးလုပ်ငန်းပြင်ကျေလာခဲ့တာဖြစ်ပါတယ်။အော်ယူတောင်းအဒီနီတို့နဲ့ငိုတရမှာခင်လို့လာပြီးအားပြတာပါဟုတ်အာယူတောင်းဆိုတော့ကျွန်တော်တို့မင်းသားမဖြစ်ခင်ဟုတ်ငယ်လေးတွေရပါတော့ အဖေကညာသားဆိုတော့မန္တလေးကရီတောင်ကအဖေလက်ထက်မှာအမြဲတမ်းရှိတယ်အဲ့တော့ကျွန်တော်ငယ်တဲ့ရီတောင်ဆိုတာစာဘူးနေတဲ့အပြင်အမြဲတမ်းစာဘူးနေတယ်ပေါ့ငယ်တော့ဆိုလို့ရှိရင်စက်ကူကြီးအညူကြီးနဲ့လေအဲစလုံးအနီနဲ့ရီတောင်ဆိုတော့ကျိုးအိကျိုးကျိုးလေးတွေအဲ့အဲ့ထဲမှာအဲ့လိုအကျော်တွေပဲဒီဘက်တွေအကုန်ပါတယ်အဲ့လိုမျိုးရီတောင်ဆိုတာအဲ့တွေကစာဘူးပြီးတော့ငယ်တဲ့ကအာစာဘူးနာမရှိပြီးတော့တကယ်လေအဲရီတောင်ရဲ့ပိတ်သက်ပေါ့ကျွန်တော်တို့ကအမြဲစားခဲ့ရတာ3 2 1 င်ကျော်များရှင်မင်္ဂလာပေါင်းတဲ့ခါကြောင့်အချိန်ခါသမီးများနိုင်ငံကျော်အကြီးအကဲမိသားစုဝင်ဆွေမျိုးမိန်းကလေးများနဲ့အတူ The Select ရေတောင်ရန်တော် Live Branch အမှတ်၄ကဲလမ်းမဆယ်ရွက်လိုင်မြို့နယ်မှာမင်္ဂလာရှိစွာဖဲချိုးဖြတ်ဖွင့်လှစ်ပြီးဖြစ်ကြောင်းကြေညာပါရရှင်အလီယာဘလို့လဲဆိုသူတို့ရမျိုးဆက်နောက်ခု60တိုင်မှာအန်ဒီရော50မြောက်ပေါ့အဲ့ဒီမျိုးတရားဥမြန်သိန်း အဲလူကတော့တက်တယ်ဆိုခုတမီလေးလက်ထက်ကျတော့60ဆက်ပေါ့ရမွန်ညာသိမ်းပေါ့အပလမွန်ညာသိမ်းကဆက်လုံနေပါတယ်တမီရဲ့အရန်ဒီမှာအောင်မြင်တယ်အန်ဒီတို့လည်းအဲ့လောက်ကြီးမထင်ဘူးအရန်ရောင်းရတယ်အခုဒါတလကြော်ပြီပေါ့နော်ဒီမှာအစမ်းရောက်နာကိုပေါ့နော်အဲ့ဒါကိုတလကြော်တယ်တအားရောင်းရတယ်အန်တို့လည်းအဲ့လောက်လည်းမထင်ဘူးအခုကျအရန်ပဲအောင်မြင်အောင်မြင်လုံးပေါ့နော်အောင်မြင်လုံးဆိုလူနေနေလည်းစိတ်တယ်နေနေလည်းပြင်းမှန်းတယ် အောင်မြင်တော့ကကြာပေးမနဲ့တကယ် service မနိုင်မှာကြောက်တာပေါ့နော်အဲ့တော့ကကြာတော့အခုတပြေးပြေးနဲ့တော့နည်းနည်းတလကျော်ပြီဆိုတော့နိုင်သွားသလောက်ပေါ့လေနည်းနည်းလေးတော့လိုအပ်တာလေးတွေဖြည့်ပြီးတော့ပေါ့နော်အဲ့လိုလုပ်ပြီးသားဆိုတော့နိုင်သလောက်တော့ဖြစ်နေပါတယ် ော့နော်ဒီလိုဟာတွေကလေမန္တလေးသွားမှစားရတာအရင်တော့ဆိုလို့ရှိရင်ဒီလိုအတုပ်လေးတွေကအဲအခုဆိုလို့ရှိရင်ရန်ကုန်မှာလွယ်လွယ်အခုစားလို့ရပြီဆိုတော့ဒါပေမဲ့ဆိုဒီနားဖြတ်တိုင်းခဏခဏဝင်စားเออဒီနေ့ကတော့ဒီမှာရတဲ့မီနူးတွေတွေကနေပြီးတော့ selection လေးပေါ့เนาะဒါအာလူးထမင်းပြီးတော့တော့ဒါလက်ဖက်ထမင်းပေါ့เนาะပြီးတော့ဒါလေးอ่ะဈေးထိုးတုပ်အရန်စားလို့ကောင်းတယ်ဈေးထိုးတုပ်လေးอ่ะလေနည်းလေအရန်ကြိုက်တဲ့တယ်ပါတယ်ပြီးတော့ဒါကတော့ပုံရည်ကြီးထမင်းပေါ့เนาะ ပြန်လည်းနောက်ထပ်ကြိုက်တာတော်လက်ဖက်ပေါ့နော်အရင်တောင်းကလက်ဖက်ကငကိုတဲ့ကကောင်းပြီးသားဆိုတော့ဒါပေမဲ့ဒီကလက်ရာနဲ့သူတို့စိတ်တိုင်းချတုတ်ပေးထားရဆိုပို့ပြီးတော့လဲစားလို့ကောင်းတယ်အဲရန်ဒါပေမဲ့ကြိုက်တဲ့နေရာမှာဒီဈေးတို့တော့ရဲ့အဲတော်လက်ဖက်လေးရပေါ့နော်အဲ့ဒါလေးကြိုက်တယ်ပြီးတော့ဒါကတော့ကြောင်ရှာပွင့်တုတ်ပေါ့နော်အဲဒါလေးလေးနမျက်မေမေကြိုက်တာဒါကြတော့ပဲကြစံကြတော့လူကြီးတွေအတွက်ကျမကြီးနဲ့လည်းတင့်တော်တယ်ပြီးတော့အရသာလေးလည်းကောင်းတယ်ငဖက်အာလူလေးနဲ့ပေါ့နော်အဲ့လိုဆိုအာလူကြီးတွေအကြိုက်ပေါ့ဒါကတော့စိတ်မွားထောင်စိတ်မွားကြော်ပေါ့လေအဲ့လို ့ဆိုတော့နဗဲကြိုက်တဲ့ဟာလေးတွေအကုန်လုံးဒါလေးကတော့ဒီမှာရတဲ့ menu တွေတွေကနေပြီးတော့ဒီနေ့ဖွင့်ပွဲလေးမှာအကုန်လုံးမိတ်ဆက်တာပါမြမမှုအစားအစာလေးတွေပေါ့နော်မြမမှုအစားအစာလေးတွေကိုလှလှပပတတ်တတ်ရရပေါ့နော် အေးအေးဆေးဆေးနဲ့ပြင်ဆင်ပြီးတော့စားတော့ရတာအရင်နဲ့အဆင်ပြေတယ်ပေါ့နော်ကြာတော့မြန်မာမှုစားတာပေါ့ပေါ့ပါပါလေးလေးမူခန်းခန်းနန်းနားလေးစားရတယ်အဲကွန်လေးနဲ့အေးအေးဆေးဆေးတော့တယောက်နဲ့တယောက်စကားပြောရင်နောက်ပြီးတော့ပါလေအတွေ့အကြုံလေးတွေပြောရင်ကိစ္စချင်းစကားတွေပြောရင်လည်းစားတော့ရတဲ့အတွက်အရန်ကိုအဆင်ပြေတယ်လို့အများတော့ထင်တယ် ကလေးက จอญาสาบีตีอ่ะกะลีงเงงๆลีกระเดะอ่ะบ่เนาะจอญาเนี่ยสาบีตีอ่ะจนไอ้ตรงอ่ะส่วนยิงจอญาขึ้นเลยเอ่อดิจอญาดิโซแล้วอกงตะชิ้นเนี่ยสาอลุหยองไล่แจ็บพี่แล้วไอ้มาตะชิ้นนี้เนี่ยไล่งี้เลยส่วนยิงแล้วไอ้เงงๆลีกระเดะอ่ะอะลุอี้ดองตะชิ้นสาก้าวยิงอี้ดองสว่าเอ๊ะอะลุမျိုးนี่ไล่งี้เนี่ยเงงๆลีอะลุตีตะสะยวยลีกระเดะอ่ะบ่เนาะดิตะชิ้นลีโหเอ่อหน้าเนมาซวยดิจอญาลีโหจ่ายดิไอ้กันนี่สิอี้ดองสว่าตีลาดินาวมันดลีตั้วได้อาคามาสว่าอี้ดองละเผ็ดมาซ้าจินเน่สว่าမျိုးผิดลาดิบ่เนาะดินี่ดิเฉิงที่โหบ่เนาะละเผ็ดเน ပတ်သက်ရေးတောင်းကတော့တွဲရက်လေးမြင်ရတာပေါ့နော်ဟုတ်ဒီဆက်လက်ကတော့2009ခုနှစ်ကနေလုတ်ခဲ့တာပေါ့ဒီဆက်လက်ကိုလေအဲ့တော့မှလုတ်ခဲ့တာကြာသေးပေါ့ဒီဆက်လက်တောင်းလေးကိုပေါ့နော်ဟာလေးဝယ်ပါတစ်ချင်ကြီးတို့ရဲ့တစ်ချင်ကြီးတို့ရဲ့ hello ဘယ်နဲ့ဝယ်မင်းပါတဲ့ဒီနေ့ချက်ချင်းစပွန်ဆာတောင်းမင်းပဲစားပြီးဝိုင်လား ကြောက်လားမရီများနေပတ်ကြတယ်ခင်ဗျစိတ်နာ10နိုင်ရဲ့ရောက်လာ17နိုင်ခင်ဗျရောက်မှန်းတော့မသိဘူးလုံးလုံးရိုက်လိုက်ရိုက်လိုက်အောင်မနော်โอเคโอเคပါတချင်ဒီတော့ဟောတချင်ဒီတော့တချင်ဒီတော့ဝယ်မယ်စရံဝယ်မယ်နည်းနည်းကြည့်ကြည့်ဟုတ်ပါအများကြီးပဲဒါကနန်းစာအကြိုက်ဆုံးနှစ်ခုပေါ့နော်တစ်ခါပဲပြထားမယ်ဒီတက်ချင်ကြီးတော့ပါလေတော်တော်ကောင်းတာဟိုးအရင်ကဒါပဲစားလာဒီဇယန်းနဲ့ကြတော့လေအဲ့ထမင်းနဲ့စားလို့ရှိရင်အဲ့အဲ့ အာအရွက်ကလေးကိုဝါရတာကြိတ်။ဟာရင်နောက်ပြီးတော့အကျော်တို့။ကိုကြီးဝရံနဲ့ကကြတော့ဟိုဘက်အမျိုးနဲ့တော်တာ။သူ့လက်နဲ့အမျိုးတော်တယ်။အခုဒီဆိုင်ခွန်းနဲ့အန်တီရဲ့အတော်ရဲ့ဟိုဘက်ကအမျိုး။ဒီမှာအတော်ရဲ့ယောက်ျားဘက်ကအမျိုးအဲ့လိုမျိုးပေါ့။ဟုတ်တယ်ဟုတ်တယ်ပြန်ဆုံးလာဒါပေမဲ့ပြန်ဆုံးတဲ့ဆိုမဲ့အမျိုးတွေဆိုမဲ့တစ်ခါကျရင် line ပေါ်မှာပဲတွေးပြတယ်အပြင်မှာအခုလိုမျိုးပေါ့ပို့မျိုးတွေလောက်တဲ့အလူတို့အခမ်းနာတို့ဒီလိုမျိုးငွေးနေတွေပါကြာမှာပဲတွေးပြတာပေါ့ မပြုံးသေးဒီယူစီတက်တော့ညောလပတ်တုံးမျိုးဗမာကြိုက်ပဲနော်နော်ဗမာကြိုက်ပဲတရလူချင်းမှာဒီလူချင်းမှာဒီလူဂျင်းနူးချင်းလေးနဲ့လက်ဖက်ကလေးနဲ့အဲ့လိုတသားတော်လေးစားလိုက်ရတာကော်ဖီလည်းပါလိမ့်ရဲ့လူမျိုးအဲ့လိုစားလိုက်ရတာကကနည်းနည်းအာသာပြေသွားသလိုတူလားဟိုဘလိုပဲဖြစ်လေကျွန်တော်နိုင်ငံသားကြောင့်တော့မတပြုလွမ်းတာလေကျွန်တော်နိုင်ငံထဲမှာနည်းနည်းဟိုကြာကြာလေးနေပြေးသွားပြီးဟေးဆိုလို့ရှိရင်ဟာလက်ဖက်တော့စားတဲ့နေပါဖြစ်တယ်ဒါအရန်တန်းတာဒါမျိုးပေါ့အကြီးတောင်းတန်းတာ တီသက်လက်အကြီးတောင်းဆိုတဲ့နာမည်နဲ့ကဆိုင်စားဆိုင်စားအောင်မှအဲဆိုင်ဆိုင်စားဖွင့်လိုက်တဲ့ပြင်ကိုတော့လက်ခက်နဲ့ပတ်သက်တာတွေမဟုတ်ပဲနဲ့အခြားသောအတုပ်တွေလည်းမျိုးစုံရရတယ်။အဲ့တော့အတုံးဆိုလို့ရှိရင်လူတွေကအဲတော်ယုံတန်ယုံဆိုလို့ရှိရင်ကိုစားရမှာကြောက်တဲ့ဟိုဟိုဥပမာစမ်းမာရည်အတွက်ပေါ့နော်။အခုဒီမှာအကြီးတောင်းသက်ဆက်လက်အကြီးတောင်းမှာကြတော့တန်တန်ရှင်းရှင်းတက်တက်ရက်ရက်လေးနဲ့အစင်တန်းရှိရှိလေးစားရတယ်။အခုဒီကောင်မှသတိရလို့ပြောနေတာလက်ခက်ကိုအများကြီးကြိုက်တော့လေ။ ။ငင်းတို့နေ့ကလည်းအမေကအီရန်တစ်ဖက်တွေပါတယ်အမေနဲ့နေဖက်ပြီးတော့အဲ့လိုတုတ်ကျွေးတာဆိုတော့အဖေကလည်းအီရန်တစ်ဖက်ကိုအဲ့လိုအုပ်ကြီးတွေနဲ့ပဲထည့်စားတာအဖေကလည်းဖက်ကိုအဲ့လိုအုပ်နဲ့စားတာလူရှင်အုပ်ကြီးနဲ့ပဲအိမ်မှာအဲ့လိုစားတာအဲ့ဒါလည်းသူအဲ့လိုပဲဧကန္တာဆိုတော့လေအဲအတန်းတရိယာတာပြောမျိုးတရိယာတယ်အမေရသူလို့ရှိရင်အဲ့လိုပေါ့လက်ပတ်အဲ့လိုညွန့်လေးတွေဆိုလို့ရှိရင်တတဲတန်းလေးတူပြီးတော့ထက်လက်မြို့ညာရှေ့တော်လေးနဲ့ကက်ကက်ပြီးရှာလေးနဲ့ပုပ်ပုပ်ပြီးစားတာလေ တတိယအဲ့ဒါ the salad အကြီးတောင်တစ်ဖက်ဒီ jungle fine brush ဒီနေ့ဖွင့်ပါပြီအဲ့တော့လာရောက်ပြီးတော့အာဒီမန္တလေးအစားအစာကိုကြိုက်နှစ်တက်တယ်လက်ဖက်ကိုကြိုက်နှစ်တက်တယ်ဆိုရင်လာရောက်ပြီးတော့အားပေးဖို့တော့ဖိတ်ခေါ်ပါရစေအကြီးတောင်ကမျိုးဆက်က60နှစ်ပေါင်း180ဆိုတော့ အဲ့လိုမျိုးနှစ်ရှည်လာများမျိုးရိုးကုန်ထိမ့်သိမ့်လာပြီးတော့အခုဆိုရင်ပို့ပြီးတော့နောက်ထပ်တစ်ဆင့်မြင့်ပြီးတော့အာကက်စတမာတွေလည်း service တွေအများကြီးပေးနိုင်လာပြီးဆိုတော့နမကတော့အရန်ကိုခုံယူပါတယ်ကိုချစ်ရတဲ့အမတွေခွင့်တဲ့ဆိုင်မှာကိုလာပြီးတော့အခုလိုမျိုးလေးအဲအားဖြည့်ရတဲ့အတွက်လည်းနမလည်းရန်ဝမ်းသာပါတယ်အခုရန်ကုန်ဆိုရန်ကုန်ရန်ကုန်မှာလည်းဥစားတို့အတွက်အဲထပ်လာပြီးတော့ဖွင့်ပေးအတွက်ရန်ကျေးဇူးလည်းတင်ပါတယ်ဒီတောင်းလေးရဆစ်ဆစ်လေးတွေကိုဆိုင်မှာလည်းဝယ်လို့ရဆိုင်မှာလည်းစားလို့ရတဲ့အတွက်လည်းရန်စင်စင်ပြေသွားတဲ့အတွက် အလိုလေးလုပ်ပေးရကျေးဇူးတင်ပါတယ်လို့ဟုတ်ကောင်းတဲ့ကောင်းပေါ့เนาะဆန်းတက်အောင်တော့ ုန်လုံးကိုတီချွင်ပါမယ်လို့တော့တမိရလည်းအန်တီတမိရလည်းသူလည်းအမျိုးမျိုးစဉ်းစားပြီးလုပ်နေပါတယ်ဒီတက်လည်းအောင်မြအောင်ဒီတက်ကိုလည်းတိုးတက်အောင်သူကလည်းအကုန်လုံးဖြစ်အောင်သူအောင်မြအောင်လုပ်နေပါတယ်လို့เนาะပြည်လန်းကန်လန်းပေါ့เนาะဒီရဲ့ဒီလည်းနေတဲ့အင်းစိန်နဲ့ဒီရဲ့ပြည်လန်းကြားထဲမှာရှိတဲ့ဒီကန်လန်းပေါ်မှာရှိပါတယ်လို့เนาะဆိုတော့နောက်ထပ် product ပေါင်းများစွာလည်းထုတ်လုပ်နိုင်ပါစီနောက်ထပ်နောက်ထပ်နှစ်ပေါင်းများစွာအာရေးစေးတည်တံ့ခိုင်မြဲပြီးတော့အောင်မြင်ပါစေလို့ဆုမကောင်းတောင်းပါတယ်။ဆိုင်ကွဲပေါင်းမြောက်များစွာ းဖွင့်နိုင်ပါစေလို့အန်ဒီယာဆုတောင်းပါတယ်စကောင်းရဲ့အကြီးတော်ရန်စုံလက်ဖက်ကောင်းအကောင်းဆုံးထိတ်မှနာမည်ကျော်အရင်ဆုံးလက်ဖက်ပါရင်တော့ရှင်ငါနှွေးပြန်မင်္ဂလာပွဲတိုင်းအလှတမ်းများရဲ့ချက်သေးဆုံးတော့အရင်ဆုံးလက်ဖက်ဟာနာမည်ကျော်ပွဲတိုင်းချန်ပေါ်